ခုလိုကြောင်ဝင်နေကြောင်ရခိုင်လူမျိုးတွေရဲ့ထောက်ပြတာကို ခံနေရတဲ့ချယ်ရီသိန်းမင်္ဂလာပါပြည်သက်ချီလို့ရေဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့အခုတလောမှာတော့အစိုးရချယ်ရီသိန်းရဲ့ချိုးမိုင်းမိုင်းတခြင်းနဲ့ပတ်သက်တဲ့ဝေဖန်တဲ့အငင်းပွားမှုတွေနဲ့တတော်လေးကိုပွက်လို့ရှိုက်နေတာကိုအလုံးမဲတွေ့မြင်ကြမှာပါရှင်။ ဒီတစ်ခေါက်ရဲ့အဓိကပြဿနာကတော့တချင်းရဲ့ကွန်ဆပ်ဒါမှမဟုတ်တန်ဆင်းကြောင့်မဟုတ်ပဲကျမတို့မြန်မာလူမျိုးတွေရဲ့အဲနှလုံးဖြစ်တဲ့ပကံမြေမှာရှိုက်ကူးနေတာနဲ့ရခိုင်တိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှုအမွေတွေကိုအတုံးပြုပုံတွေကြောင့်ဖြစ်နေတာပါကဲဒီအကြောင်းအရာကိုကျမတို့အတူတူသိစိတ်တစ်ချက်ကြည့်လိုက်ကြရအောင်ပါပထမဆုံးနဲ့ပြင်းထန်ဆုံးဝေဖန်မှုခံနေရတဲ့အချက်ကတော့ရခိုင်တိုင်းဒေသကြီးရဲ့ယဉ်ကျေးမှုနဲ့သက်ဆိုင်နေပါတယ်ရှင်။ ချယ်ရီသိန်းရဲ့ချုံမိုင်းမိုင်းတခြင်း music video ထဲမှာရခိုင်ရိုးရစီမီကွက်အကကိုထည့်သွင်းသုံးပြုခဲ့ပါတယ်ဒီနေရာမှာကျမတို့သိထားရမှာကစီမီကွက်အကဆရာရခိုင်လူမျိုးတွေအတွက်တာမန်အကတခုမဟုတ်ပါဘူး။သူဟာပါတိုင်းနဲ့ဆက်နွယ်ပြီးအလွန်လေးနဲ့ထားတဲ့မြင့်မြတ်တဲ့ယဉ်ကျေးမှုအမွေးနဲ့တခုဖြစ်ပါတယ်။ ဖျားပူဇော်ပွဲတွင်မင်္ဂလာရှိတဲ့ခန္ဓာဒီမှာမှကပြရတဲ့ကတစ်ခုပါဒီလိုအထိပယ်လေးနဲ့တဲ့ကကိုခစ်ပေါ်ပော့ပ်တခြင်းတစ်ပုတ်ထဲမှာအထူးသဖြင့် aggressive ဖြစ်တဲ့ electronic beat တွင်နဲ့တခြင်းထဲမှာထည့်သွင်းအသုံးပြုလိုက်တဲ့အခါမှာတော့ဒါဟာရခိုင်ရင်ကျေးမှုကိုလေးစားမှုရှိရန်ရောက်တယ်ပော့ပော့တန်တန်သဘောထားပြီးသုံးချသွားနေဆိုပြီးရခိုင်တိုင်းသားတွေဘက်ကပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒါအရင်ကျိမှုလွဲသုံးစားလုပ်ခြင်းမြောက်တင်လို့တော့သုံးသက်နေကြပါတယ် ။ဒါပြင်ဒုတိယချက်ကတော့မြန်မာပြည်သူအားလုံးရဲ့တဲနှလုံးလို့ဖြစ်တဲ့ပုဂံမှာတွားရောက်ရိုက်ကူးခဲ့ခြင်းပါပဲ။ပုဂံဆိုတာကရှုခင်းလာတဲ့နေရာတစ်ခု၊ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုထက်အများကြီးပိုပါတယ်။သူဟာကျမတို့ရဲ့တမိုင်းဘာသာတရားနဲ့အမျိုးသားရဲ့ဂုဏ်သိက္ခာတို့တည်ရှိရာမြင့်မြတ်တဲ့မြေပါ။ဒီလိုနေရာမှာအမှုပညာကိုဖန်တီးမယ်ဆိုရင်နေရာနဲ့တံပိုးကိုနားလဲပြီးလေးနက်မှုကိုပြေဝထည့်သွင်းမှုလိုအပ်ပါတယ်။ ဒါပေမဲ့ချိုးမိုင်းမိုင်းဆိုတဲ့တချင်းနဲ့မင်းနဲ့လုံးဝမလိုက်ဖက်ဆွားပဲတချင်းနဲ့တင်းဆက်ပုံကအလွန်မာကျော်ပြီးစစ်ထွက်တိုက်တော့မယ့်ပုံစံမျိုးဖြစ်နေရကြောင်းပြိတက်တွေကနေရနဲ့တချင်းလုံးဝမလိုက်ဖက်ဘူးပကံရဲ့တိတ်ခါကိုကြစီနေဆိုပြီးဒေါသတကြီးဝေဖန်နေကြတာပါပကံရဲ့တင်းငင်အေဂျင့်မှုနဲ့တချင်းရဲ့ aggressive fight ကစန့်ချက်ပဲဖြစ်နေရကြောင်းဒီရိုက်ကူမှုဟာပကံရဲ့ပုံရိပ်ကိုအတုံးချယုံတတ်တတ်ပဲဆိုတဲ့အမြင်နဲ့ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဝေဖန်မှုတွေနဲ့ပတ်သက်လို့အစိုးရချယ်ရီသင်းဘက်ကလည်းပြန်လည်ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်သူဒီတချင်းကိုပေါ့ပေါ့တန်တန်လုတ်ခဲတာမဟုတ်ကြောင်းဒါပေမဲ့ရိုက်ကူးထားတဲ့မူရင်းကင်မရာကက်တွေပျက်စီးသွားတဲ့အတွက် MTV ရေသွေးပိုင်းမှာအားနည်းချက်တွေရှိသွားရကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒီရှင်းလင်းချက်ကမြေပညာပိုင်းဆိုင်ရာခက်ခဲကိုပဲဖြေရှင်းသွားပြီးပြည်သက်တွေအဓိကထောက်ပြနေတဲ့ရင်ချိန်မှုအမွေအနှစ်တွေကိုအသုံးပြုဖို့နဲ့ပတ်သက်လို့တော့တိကျတဲ့တုံ့ပြန်ချက်မပါဝင်ခဲ့တာကြောင့်ဝေဖန်မှုတွေကတော့ဆက်လက်ရှိနေတော့မှာပဲ။ အမှုပညာရှင်တွေအနေနဲ့ခေတ်ပေါ်အမှုပညာကိုဖန်တီးတဲ့အခါမှာမိမိတို့ရဲ့မျိုးသားရင်းမွေးနေ့တိုင်းတိုင်းရင်းသားတွေရဲ့ရှင်ကျင်းမှုတွေကိုဘယ်လိုပုံစံနဲ့ချင့်ကပ်တင်တယ်လဲ။ဘယ်ယာတွေကိုရှောင်ကျဉ်တင်တယ်လဲဆိုတာကို ပြန်လည်သုံးသပ်ရမယ့်အချိန်ရောက်နေပြီလို့ထင်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းသိချင်ပါတယ်ရှင်။အမှုပညာရှင်တယောက်ရဲ့ဖန်တီးခွင့်ဟာဘယ်အထိရှိသလဲ။ချယ်ရီတင်းရဲ့တင်ဆက်မှုကိုရောဘယ်လိုထင်ပါသလဲ။ကိုယ့်ရဲ့အမြင်လေးတွေကို comment မှာရှင်းရှင်းကြီးကြီးနဲ့ဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။